ဘီဘင်ဆက်တင်ချင်းနဲ့လေဘာဘူးကိုလျှောက်လာသူလေဘာဘူးသင်းဟာနွေရာသီရောက်ရှိစေကွာအတွင်ဒုတိယမြောက်အဓိကကစားသမားခေါ်မှုအဖြစ်လေဘာကူစင်ကဖလော်ရန်ဗက်စ်ကိုခေါ်လိုက်ပြီးဖြစ်ပါတယ်။လေဘာဘူးဟာ၂၂နှစ်အရွယ်ဂျာမန်တိုက်စစ်ကစားသမားဖက်ကိုခေါ်ဖို့အတွက်လွန်ခဲ့တဲ့နှစ်ပတ်ခရဲကပုဂ္ဂိုလ်ရေးသဘောတူညီမှုရအောင်နိုင်ခဲ့တာပါ။ဖလော်ရန်ဗက်စကိုပြောင်းရွှေ့ကြီးယူရိုတန်း150နဲ့ခေါ်နိုင်ခဲ့တာဖြစ်ပြီးဒီဂျီကပြည်ထောင်စုနေဖြစ်ခဲ့ပါတယ်။ ကော်တင်ဟိုအန်ဆိုဖာနန်ဒက်နဲ့ကိုင်စီဒိုတို့ရဲ့စာချုပ်ရှင်ပြောက်ရွှေ့ကြီးတွေကိုကျော်ဖြတ်ကယူရို350နဲ့အမြင့်ဆုံးဖြစ်ခဲ့ပါပြီ။ပွန်ဒလီကရဲ့ကျေးဇူးဆုံးရောက်မှုဖြစ်တဲ့အပြင်လေဘာပိုးအသင်းသမိုင်းမှာရောအင်္ဂလန်ပရီးမီးယားလိပြိုင်ပွဲသမိုင်းမှာပါတန်ဖိုးအကြီးဆုံးကစားသမားခေါ်မှုဆိုရင်လည်းမမှားပါဘူး။ဒါအပြင်နေမှာယူရို222တန်းအန်ဘာပေယူရိုတန်းပြည့်ဆက်ပြီးနောက်ဘလုံးသမိုင်းရဲ့တတိယမြောက်ကျေးမြင့်ဆုံးအပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ဖလော်ရန်ဗာဆာလေဘာပိုးအသင်းနဲ့၅နှစ်စာချုပ်ချုပ်ဆိုမှာပါ။ လောက်ခလာစာအနေနဲ့တပတ်လောက်ခပေါင်34000တောင်းအကျိုးခံစားခွင့်ရှိနေပါတယ်အနောက်ရှေ့မင်းသားဖြစ်ခဲ့တဲ့ဂျာမန်သားဟာမန်စီးတီးအသင်းနဲ့တရင်ထွက်ခဲ့တယ်လို့ဘိုင်ယန်မြူးနစ်ကစစ်ဝင်စားပေးမယ်လီဗာပူးအသင်းကသာရွေးချယ်ခဲ့တာပါ။ဖတ်စာလီဗာပူးအသင်းကိုစားပြုပြီးပြန်ပွဲဆုံး198ပွဲကစားခဲ့ရာ59ဂိုးထိသွင်းယူကာဂိုးဖန်တင်မှု65ချိန်ပြုလုပ်ပေးခဲ့သူပါ။ဘွန်ဒက်စ်လီဂါဖလားအပါအဝင်ဂျာမန်ပိုကယ်ဖလားနဲ့ဂျာမန်စူပါဖလားတို့ကိုကန်ရောက်နိုင်ခဲ့ပါတယ်။ ်ဂျာမနီလေဝိုးစင်အသင်းအတွက်32ပွဲမှာ9ဂိုးအတွင်းဟူထားကြောင်းသိရပါတယ်ဖလော်ရန်ဟာမကြာခင်မှာလေဘာပူးအသင်းမှာစစ်စစ်မှုခံဖို့ပြီးတဲ့ကိုရောက်လာမှာဖြစ်ပါတယ်ပရီးမီးယားလက်ရှိချန်ပီယံလေဘာပူးဟာနွေစည်းကွက်မှာကစားသမားတယောက်ကိုမျိုးကြီးနေစရာချေးပေးပြီးကြီးမားတဲ့အရွေးတစ်ခုဖန်တီးခဲ့တာဖြစ်ပါတယ်လီဗာပူးဟာနွေစည်းကွက်ထဲလီဗာပူးစင်ကစားသမားပဲဖြစ်တဲ့ဖရင်ပေါင်ကိုခေါ်ပြီးသားဖြစ်ပါတယ်။ spice of life.